ဘဝခရစီမြမအောင်အားပေးနေကြတော့ပိတ်တံအားလုံးဝင်လာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဘောလုံးသမိုင်းတစ်လျှောက်မှာ free kick ဖြစ်ဂိုးများဆုံးထင်တာခဲ့သူတယောက် free kick ခင်းလို့တော့နာမည်ပြောင်းပေးသားခံရသူတယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်သူနာမည်ကတော့ဂျူနီဟိုပါနန်ပူကာနိုဆိုတဲ့ဗလာဒီသားတယောက်အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်လည်းတူတူလိုက်ပါနားထောင်ကြည့်လိုက်ရအောင်ဗျာဂျူနီဟိုကို1985ခုနှစ်ဇန်နဝါရီလ30ရက်နေ့ ဘလာဇီနိုင်ငံရီဆိုက်ဖီမြို့တွင်မွေးဖွားခဲ့ပါတယ်။သူရဲ့စာတီးဖြစ်တဲ့ပါနန်ဘူကာရီကိုအစွဲပြု၍ဂျူနီယိုပါနန်ဘူကာရီကလို့လူတီများခဲ့ပါတယ်။အဲ73နှစ်ရွယ်မှာဖရီကစ်ကန်တွင်းခြင်းကိုစာတင်လေ့ကျင့်ခဲ့ပြီးဘလာဇီကစားသမားအောင်မာဆယ်လင်ဟိုဤကန်တွင်းပုံကိုအထူးယူခဲ့ပါတယ်။ဘောလုံးကိုတက်တဲထီအောင်ကန်ပြီးလေထဲတွင်လမ်းကြောင်းပြောင်းစေခဲ့သည့်နာမည်ကျော်ကန်တွင်းချက်ဖြစ်သည့်နီကယ်ဘောကန်ချက်ကိုစတင်တက်မြောက်ခဲ့ပါတယ်။ 1992ခုနှစ်တွင် professional ဘောလုံးသမားဘဝကိုစာတီးကလပ်ဖြစ်တဲ့ Sport Recife Night စတင်ကစားခဲ့ရပါတယ်။ထိုတင်းနေသူဒေတာတင်းဖလားနှလုံးကိုစုခိုးနိုင်ခဲ့ပြီးဘလာဇီးဘောလုံးလောကတွင်ထုံးတစ္ဆကျယ်ဝင်တဦးဖြစ်အတိမတ်ပြုခံခဲ့ရပါတယ်။ထိုနဲ့တည်းသူ့ရဲ့ခြေစမ်းပြမှုတွေကြောင့်ဘလာဇီးလက်ရွေးစင်အသင်းကြီးကိုပထမဆုံးရွေးချယ်ခြင်းခံခဲ့ရပါတယ်။1998ခုနှစ်တွင်ဂျူနီဟိုအတွက်အောင်မြင်မှုတန်းကြောင်းပေါ်အခိုင်အမာရောက်ရှိစေခဲ့တဲ့နှစ်တစ်နှစ်လိုလည်းပြောလို့ရပါတယ်။ 2000ပြည့်နှစ်တွင်ဘလာဒီချန်ပီယံဖလားကိုဒုတိယအကြိမ်ထပ်မံရရှိခဲ့ပါသည်။ထို့အပြင်ကိုဘာမာကိုစာဖလားကိုလည်းရရှိခဲ့ပါသည်။ထို့ကြောင့်ဂျူနီဟိုဟာဘလာဒီရဲ့အကောင်းဆုံးကွင်းလှည့်ကစားသမားအဖြစ် အခိုင်အမာရှက်တည်ခဲ့ပါသည်။ဂျူနီဟိုကိုဥရောပကလပ်တင်းများစွာကစိတ်ဝင်စားနေတော့လေဂျူနီဟိုဟာ တင်တိခဲ့တာမန်တင်တိတည်တည်ဖြစ်သောလန်ယွန်တင်တို့ပြောင်းရွှေ့ကစားခဲ့ပါတယ်ဂျူနီယိုရဲ့ပြောင်းရွှေ့မှုဟာလန်ယွန်တင်အတွက်များစွာပြောင်းလဲဖြစ်ခဲ့ပြီးလန်ယွန်တင်ဟာလည်းတမိုင်းတစ်လျှောက်မှာပထမဆုံးပြင်ဖြစ်ပြင်သစ်လီဂူဖလားကိုဆုတ်ခူးနိုင်ခဲ့ပါတယ်ထို့ကြောင့်ဂျူနီယိုဟာအတင်းရဲ့အဓိကကစားသမားအဖြစ်ချက်ချင်းနေရာရရှိခဲ့ပါတယ်ထို့နောက်ဂျူနီယိုရဲ့ဦးဆောင်မှုနဲ့တူလန်ယွန်တင်ဟာပြင်သစ်လီဂူဖလားကို9နှစ်ဆက် စံချိန်လေးရယူနိုင်ခဲ့ပါတယ်ထိုစံချိန်ကိုရှင်နေတီတိုင်းဥရောပထက်တီလီငါကုတင်ချိုးပြန့်နိုင်ခဲ့ခြင်းမရှိသေးပါဘူး2003ခုနှစ်မှာဆိုရင်ဖြင့်ချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်ဘိုင်ယန်မြူးနစ်တင်ရှင်ပြိုင်ကစားခဲ့ရပါတယ်ထိုပွဲစဉ်တွင်ရရှိခဲ့သောဖရီကင်မာတစ်စသူ့ရဲ့အာပါပြင်းထန်လာတဲ့နီကေဘိုကန်တက်ဖြင့်ကန်တွဲခဲ့ရမှာတော့ ဘောလုံးဟာလေထဲတွင်ထူးခြားသောလမ်းကြောင်းပြောင်းသွားပြီးအိုဒီပါခန့်၏မမြင်နိုင်တဲ့ဘူးတွေတို့ဝင်တော့ခဲ့တာကြောင့်အိုဒီပါခန့်တောင်အန်အုံးမြင့်တက်ခဲ့ရပါတယ်။2009ခုနှစ်တွင်လည်းချန်ပီယံလိပွဲစဉ်တစ်ပွဲအဖြစ်ဘာစီလိုနာအတင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပါတယ်။ထိုပွဲစဉ်တွင်လည်းဘသူမှမထင်တတ်ထားတဲ့အလွန်ချင်းမြောင်းလောက်တဲ့တောက်ကနေပြီးတော့ဖရီကစ်ဂိုးဖြင့်အန်အုံးစရာကောင်းလောက်အောင်ဂိုးတွင်းယူခဲ့ပါတယ်။ ဂျူနီဟိုဟာချန်ပီယံလိပြိုင်ပွဲမှာစုစုပေါင်း59ဝဲကစားပြီး78ဂိုးသွင်းခဲ့ပါတယ်။ထို78ဂိုးမှာ12ဂိုးဟာအလွတ်တကံဘောဖြစ်ရရှိခဲ့တော့ဂိုးတွေဖြစ်ခဲ့ပါတယ်။ထို့ကြောင့်ချန်ပီယံလိတမိုင်းတစ်လျှောက်မှာဖလီကစ်ကနေဂိုးအများဆုံးတင်ထားတဲ့တဦးတည်းသောကစားသမားဖြစ်ခဲ့ပါတယ်။2005ခုနှစ်မှာတော့ဘလာဂျီကွင်းထဲမှာ ရော်နယ်တင်ဟိုကာကာရီဘတ်တိုစတဲ့ကစားသမားကောင်းများစွာရှိနေတဲ့အဖြစ်ဂျူနီဟိုအားပုံမှန်ပွဲထွက်ခင်ရအောင်ရုန်းကန်ခဲ့ရပါတယ်။ထို့ပေမဲ့2005ခုနှစ်မှာတော့အာဂျင်တီးနားတင်ကိုအနိုင်ယူအားဖီဘာကွန်ဗန်ဒေးရှင်းကပ်ကိုရရှိခဲ့ပါတယ်။2006ခုနှစ်ဂျာမနီကမ္ဘာဖလားဟာသူ့ရဲ့ပထမဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်လို့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။ထို့ကမ္ဘာဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်ပွဲစဉ်တွင်ဂျပန်အတင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ထို့ပွဲစဉ်တွင် အပြင်းကန်တွင်ခဲ့သောသူ၏ဂိုးဒီနှင့်ထိုနှစ်သည့်ကမ္ဘာဖလား၏အကောင်းဆုံးဂိုးဒီပါဝင်ခဲ့ပါသည်။ဘာဇီအသင်းဟာကွာတာဖိုင်နယ်ပွဲစဉ်တွင်ပြင်သစ်တင်းကိုရှုံးနေခဲ့ပြီးနေဟူအားလည်းနိုင်ငံတကာဘောလုံးလောကမှာအနားယူရောင်းတည်ယဝင်ကြေညာခဲ့ပါသည်။ 2009ခုနှစ်မှာတော့ဥရောပကလပ်တင်မှထွက်ခွာခဲ့ပြီးကာတာကလပ်သို့ပြောင်းရွှေ့ကစားခဲ့ပါတယ်။သူ့ရဲ့မြန်မာတော်ရည်သွေးတွေကြောင့်ကြာဆင်းသွားခြင်းမရှိဘဲကာတာချန်ပီယံဖလားဖြစ်အောင်ဆွမ်းဆောင်ပေးခဲ့ပြီးကာတာဘောလုံးဖွဲ့ချုပ်၏တနစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းဆုခူးနိုင်ခဲ့ပါတယ်။ငွေအောင်ကလပ်ဖြစ်သောရေကူကတာမာတို့ပြန်လည်ပြောင်းရွှေ့သွားပြီးအသင်းရဲ့အဓိကကစားသမားအဖြစ်ခြေစမ်းပြကစားခဲ့ပြီးပရိသတ်ရဲ့ချစ်ခင်မှုကိုထပ်မံရရှိခဲ့ပါတယ်။2013ခုနှစ်တွင် အမေရိကန်ကလပ်ဖြစ်တဲ့ညူယောက်ရက်ဘူးတို့ပြောင်းရွှေ့ကစားခဲ့ပါတယ်။ဒါပေမဲ့ညူယောက်ရက်ဘူးနဲ့တူကာလာတိုတာကစားပြီးအတင်းနဲ့လမ်းခွဲခဲ့ပါတယ်။ထို့နောက်2013-2014ဘောလုံးရာသီတွင်သူ့ရဲ့ငယ်ဘဝကစားသမားဘဝကိုဖျက်ဆီးခဲ့သောဗီတိုကဒါမာတို့ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးသူ၏အသက်39နှစ်အရွယ်မှာကစားတော်မှာတရားဝင်နားယူကြောင်းကြေညာခဲ့ပါတယ်။ ဂျူနီဟောဘောလုံးကစားသမားဘဝမှာ အကောင်းဆုံးခြေစမ်းပြကစားနိုင်ခဲ့ပေမဲ့သူ့ရဲ့ကစားသမားဘဝမှာထာဝရအမှတ်ရစေမဲ့စုဖလားတွေတော့မရှိခဲ့ပါဘူး။ထို့ပေမဲ့သူ့ဘဝအတွက်အကောင်းဆုံးမှတ်တမ်းဖြစ်တဲ့ free kick ဂိုးတွေကတော့ဘူတီတိုင်းမှတ်တမ်းဝင်နေစေဖြစ်ပါတယ်။သူ့ရဲ့ professional ဘောလုံးသမားဘဝမှာတွင်ယူခဲ့တော့ free kick ကနေတိုက်ရိုက်တွင်ယူခဲ့တော့ဂိုးဟာစုစုပေါင်း89ဂိုးတိရှိခဲ့ပြီးထိုကိန်းကနန်းဟာ တခုမြတာမဟုတ်ပဲဘောလုံးတစ်လုံးကိုလေထဲမှာထူးခြားတဲ့နေကေဘောကံကျန်းတဲ့အတူဘောလုံးကိုသိပ္ပံပညာကိုတက်ခက်တဲ့စံတစ်စီခဲ့တဲ့တက်တီတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဂျူနီဟိုဟာကိုင်းထဲမှာဂိုတင်သူတယောက်ဖြစ်ုံနာမကအသင်ပေါ်တွေကိုလွှင့်ကြားဦးဆောင်ခဲ့တဲ့ခေါင်းဆောင်ကောင်းတဦးလည်းဖြစ်ခဲ့ပါတယ်သူရဲ့အမွေနှစ်ဟာယနေ့ခေတ်ဘောလုံးကစားသမားများအပေါ်မှာဆက်လက်လွှမ်းမိုးနေစေဖြစ်ပါတယ်ထို့ကြောင့် ဘောလုံးပရိသတ်တွေရဲ့နှလုံးသားထဲမှာတော့ဂျူနီဟုပါနန်ဘူကာနိုဆိုတာထူးကျွတ်တဲ့ကစားသမားဖြစ်ုံနာမကတီးတန့်အရေးသေးတစ်ခုကိုအမှုပညာများအောင်ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးလှပတဲ့ဘောလုံးကစားမှုပေါ်မေးပြောက်လို့မရတဲ့မှတ်တမ်းတစ်ခုကိုရေးထိုးခဲ့သူဖြစ်သာဝရရှင်တန်နေမှာဖြစ်ပါတယ်ခင်ဗျာယနေ့ကျွန်တော်တင်ဆက်တော့ဂျူနီဟုပါနန်ဘူကာရိုရဲ့အကြောင်းလေးကိုကြိုင်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ ကူညီပေးခဲ့ကြပါအောင်ခင်ဗျာ။အားရလှပတော့နေလေးဖြစ်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။